လူကြိုက်များတဲ့အိန္ဒိယကအကောင်းဆုံးလက်လက်တစ်တီးဆောင်ရေကဲမုံလမ်းဘေးမှာရောင်းချနေတဲ့လက်လက်တစ်တီးဆောင်ရေကဲမုံကထိမှန်မထားလောက်အောင်အရသာကောင်းမွန်နေတဲ့အတွက်လူကြိုက်များနေပါတယ်တဲ့တီးဆောင်ရေကဲမုံကိုလုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းကတော့အတွင်းမှာအခေါင်းပါပြီးအပြင်မှာလက်နဲ့လှည့်လို့ရအောင်လက်ကင်တက်ထားတဲ့တံပိုင်လုံးတစ်ခုပဲဖြစ်ပါတယ်ရေကဲမုံလုပ်တော့မယ်ဆိုရင်အရင်ဆုံးရေကဲတုံးကြီးတစ်လုံးကိုအစိမ့်စိမ့်အမှောင်မှဖြစ်အောင်ထုချီပြီးတော့ဒီတံပိုင်လုံးထဲကိုထည့်လိုက်ရပါတယ် ဒီနောက်ဒီသားမိုင်လုံးကိုစင်းတစ်ခုပေါ်တင်ကြီးတယောက်ကနေပုံမှန်အရှိန်နဲ့အနှက်ပေးနေရပါတယ်။ဒီအချိန်မှာတယောက်ကနေပြီးတော့ငါပြောသည်နနက်သီးကဆလို့အသိမောင်းလုံးကိုအခွန်ခံပြီးတော့အရှိန်နဲ့နေနေတဲ့ဒီသားမိုင်လုံးနဲ့ပုတ်တိုက်ပေးရပါတယ်။ဒီလိုပုတ်တိုက်လိုက်တဲ့အတွက်အသီးတွေကသားမိုင်လုံးမှာကတ်သွားပြီးတော့တတိမောင်းဆုံးလင်သွားပါတယ်။ ဒီလိုတည်တည်ဆောင်အောင်လုပ်နေချိန်မှာကြားထဲကိုအနှစ်တွေဖျော်ထားတဲ့အရသာတစ်မျိုးကိုလည်းဒီတပ်ပိုင်လုံးပေါ်မှာမနှင်းမမြန်ပုံမှန်အရှိန်နဲ့ဖျန်းပေးရပါသေးတယ်။တပ်ပိုင်လုံးထဲကနေရေခဲရဲ့အေးအေးတက်ကြောင့်အပြင်ဘက်ကတည်တည်တွေကလည်းခဲပြီးတော့ကတ်သွားနေပြန်ပါတယ်။ဒါကြောင့်ဖျော်ရည်အရသာနဲ့တည်တည်တွေရဲ့အရသာပေါင်းစုံပြီးတော့အယောင်သွေးစုံနေပြီးအရသာရှိတဲ့ရေခဲမုံဖြစ်လာခဲ့တာပါ။မှားစားမဲ့သူပေါ်ပြီးဆိုရင်ချစ်တန်လေးနဲ့ကောက်ချစ်ပြီးပကံနဲ့ထည့်ပေးလိုက်ုံနဲ့အိန္ဒိယရဲ့လူကြိုက်များတဲ့ရေခဲမုံကိုရပြီပဲဖြစ်ပါတယ်။ ဒီလိုထူးခြားဆန်းပြတဲ့စားတောက်ဖွဲ့ရာတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Bass Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါလိမ့်ရှင်။ AI အသုံးပြုထားတဲ့အိန္ဒိယရဲ့ပထမဆုံးစက်ရုပ်ဆရာမဒီစက်ရုပ်ဆရာမကကျောင်းသားတွေရဲ့မိခွန်းကိုနားလည်ရုံမကပြန်လည်ဖြေကြားနိုင်နေဆိုတာကိုပရိသတ်တွေသိပါသလား။ဒီလိုထူးခြားတဲ့စွမ်းဆောင်ရည်ရှိနေတဲ့ဆက်ရုပ်ဆရာမကိုအိန္ဒိယကနေပထမဆုံးထုတ်လုပ်ထားတာဖြစ်ပါတယ်။အိန္ဒိယရဲ့ပထမဆုံးဆက်ရုပ်ဆရာမမှာအဓိကအသုံးပြုထားတာ AI ဒီပညာပါ။ အန်အောဖို့ကောင်းတာကဒီစိတ်ရုပ်ဆရာမကအင်္ဂလိပ်စကားဟိန္ဒူစကားတွေမကပဲတခြားဒေသတွင်ဘာသာစကားမျိုးစုံကိုပြောနိုင်စုံနိုင်ပါသေးတယ်။ဒီလိုရှုပ်ထွေးပြီးမျိုးစုံလာတဲ့ဘာသာစကားတွေကိုပြောနိုင်တဲ့ဒီနည်းပညာကြောင့်ပဲဒီစိတ်ရုပ်ဆရာမရဲ့စွမ်းဆောင်ရည်ကိုတကမ္ဘာလုံးကစောင့်ကြည့်နေကြပါတယ်။ပြီးတော့တဏျာနဲ့တဏျာသွားဖို့အတွက်ဘီလီလုံးတက်ဆက်ပစ္စည်းတစ်ခုကိုတက်ဆင်ထားပါတယ်။ဒီစိတ်ရုပ်ဆရာမမှာတက်ဆင်ထားတဲ့လက်တွေကသဘာဝကျစွာလှုပ်ရှားနိုင်အောင်လုပ်ထားတာပါ။ ဒါကြောင့်ဒီဆက်ရုပ်ဆရာမကစာသင်ခန်းထဲမှာလှည့်လည်သွားလာနိုင်ပြီးတော့စာလဲတင်ကျောင်းသားတွေနဲ့အမေးဖြေလုပ်နိုင်ပြီးတော့တကယ့်ဆရာမတယောက်နဲ့စာသင်နေရတဲ့အတိုင်းခန်းစားချက်မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒီလိုသင်ကြားတဲ့အခါမှာလည်းမေးခွန်းတွေကိုပြည့်စုံအောင်ပြန်လည်ဖြေကြားနိုင်တဲ့အပြင်သင်ကြားမှုကတကယ့်ဆရာအစ်စ်တွေထက်တောင်မှကောင်းမွန်နေတယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။ဒီလိုဘုသူရာရပွဲအကြောင်းအရာတွေကိုထပ်မံကြည့်ရှုနိုင်မှုပရိသတ်တွေ Best Media ကို Like and Follow လုပ်သွားပေးနိုင်ပါတယ်ရှင်။အိမ်သာဆွဲချမရလို့အရေးပေါ်စဉ်းသက်ခဲ့ရတဲ့အိန္ဒိယလေယာဉ် ။လင်းရင်းမြန်နဲ့အရေးပေါ်ဆင်းသက်တဲ့အခါဆက်ချိုရွေးမှုဒါမှမဟုတ်အရေးပေါ်ချင်းမြေပြီးကြောင်းဆင်းသက်ရတာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယလင်းရင်းမြန်တစ်စင်းကတော့အိမ်သာဆွဲချမရလို့ဆင်းသက်ခဲ့ရပါတယ်။777300လေးရင်ကခီးတဲ့300ကျော်ကိုတည်ဆောင်လာပြီးတော့အိန္ဒိယကနေချီကာဂိုကိုထွက်ခွာလာခဲ့ပါတယ်။လေးရင်မြန်ပေါ်မှာအင်တာစနလုံးတိတိပါဝင်ပြီးတော့လမ်းတဝက်ကိုရောက်တဲ့အခါစတလုံးကဆွဲချလို့မရတော့ပါဘူး။ကျန်တဲ့တလုံးကလည်းအထူးတန်းကလူတွေအတွက်ဖြစ်ပြီးတော့အယောက်300ကျော်လုံးအတွက်သုံးလို့မလောက်ခဲ့ပါဘူး။ အညစ်အကြေးတွေကိုလေးနဲ့ဆွဲချလို့မရတာကြောင့်လေးရင်မြတ်တစင်းလုံးအနှက်သက်ဆိုးတွေနဲ့ပိတ်လောင်လာခဲ့ပါတယ်။ဒါကြောင့်လေးရင်မြတ်ကိုလမ်းတဝက်မှာအရေးပေါ်ဆင်းသက်ပြီးတော့ဆယ်နာရီလောက်ကြာတဲ့အထိအနားယူပြင်ဆင်ခဲ့ရပါတယ်။ဒီလေးရင်မြတ်ကအရင်တုန်းကအိမ်သားရှစ်လုံးပဲရှိပြီးတော့ခရီးမစတင်ခင်ကမှနောက်ထပ်လေးလုံးကိုအသစ်ထည့်သွင်းခဲ့တာပါ။ဒါတော့မှအကုန်လုံးဒီပါလေးဆုံးဆက်နဲ့ဆွဲချမရဖြစ်ပြီးတော့အခုလိုဒုက္ခရောက်ခဲ့တာဖြစ်ပါတယ်။ ။နောက်ပြီးအဲ့ဒီလေကြောင်းလိုက်ကနေအမြန်အားလုံးဟာမကြခဏဆိုသလိုအခုလိုပြဿနာနဲ့ရင်ဆိုင်ရတယ်လို့သိရပါဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။